ဘာရှုံမျိုးအမှတ်6အခြေခံပညာထက်တန်းကျောင်း၌စာကြည့်တိုင်းများဖွင့်ပြတိုးတက်ရေးနှင့်စာဖတ်ရှင်းမြင့်တေးပွဲတော်စီကားတိုင်းမြိတ်စွာကျင်းပတဲ့တွင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမျိုးတွင်စာကြည့်တိုင်းများဖွင့်ပြတိုးတက်ရေးစာကြည့်တိုင်းရင်ကျေးမှုထွန်းကားစေရေးကျောင်းသားကျောင်းသူလူငယ်လူရွယ်များစာအုပ်စာပေများနှင့်ချစ်ခင်ရင်ဤကျွယ်ဝင်ပြီးစာဖတ်သည့်အလျက်ထားတွင်ပျော်မွေ့လာစေရန်ရည်ရွယ်ရေး အခြေခံပညာစာသင်ကျောင်းများကိုအခြေခံကရှမ်းပြည်နယ်ဆိုရဖွဲ့ကြီးကြံမှုဖြင့်ပြန်ချရင်းနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနလာရှိုးခေရယုံနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍စာကြီးတိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိမြင့်တေးပွဲတော်ကိုနိုဝင်ဘာလ16ရက်နေ့နနက်9:00နာရီကအမှတ်6အခြေခံပညာထက်တန်းကျောင်း၌ကျင်းပခဲ့ပါသည်ရှေးဥစွာတက်ရောက်လာသောအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဖုံးမှုချုပ်အီမင်ဦး ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများနဲ့တာဝန်ရှိသူများအောင်အမတ်နဲ့အခြေခံပညာထက်တန်းကျောင်းမှဘိခရာအဖွဲ့ချောင်းသားကျောင်းသူများနဲ့ဘဘွားအဖွဲ့တို့ကအလေးပြုကြိုဆိုခဲ့ကြပါတယ်။ထို့နောက်အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်အေမင်းဦးရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လမ်းပတ်ဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝဲပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းမြောက်ဥက္ကဋ္ဌဦးမြင့်တန်းဝင်း ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှတွဲဖက်ပြည်နယ်မှုဦးစောထေအောင်ပြည်နယ်ပညာရေးမှုရုံးခွဲရှမ်းမြောင်မှညွန်ကြားရေးမှုဦးတင်ဆွေနဲ့ခိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးမင်းထွန်းတို့ကစာကြည့်တိုင်းများဖွင့်ပြတော်တဲ့ရေးနဲ့စာဖက်ရှင်မြင့်တေးပွဲတော်အားဖဲချိုဖြတ်ဖွင့်လိုက်ခဲ့ကြပါတယ်။ ဆက်လက်၍စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိမြင့်တရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာအမှတ်6အခြေခံပညာထက်တန်းကျောင်းမှအကြောင်းသူလေးများကအလားဆုံးပန်းများပွင့်ကြပြီးသခြင်းဖြင့်တေးသရုပ်ဖော်ဖျော်ပြတင်ဆက်၍အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီးပြည်နယ်လမ်းပန်းဆက်တဲ့ရာဝန်ကြီးဦးနေဝင်အောင်ကစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိမြင့်တရေးပွဲတော်ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါသည် ရင်နောက်ရှမ်းပြည်နယ်ဆိုရဖွဲ့မှစားကြီးတိုင်းများဖွံ့ဖြိုးတိုးတက်ရေးနဲ့စားဖက်ရှင်မြင့်တင်ရေးပွဲတော်ကျင်းပနိုင်ရအတွက်ချီးမြှင့်ပေးရသည့်ငွေကျပ်သိန်း30အောင်ရှမ်းပြည်နယ်ဆိုရဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ဇီဝင်းကပေးအပ်ရာပြန်ကြားရင်းနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှတွေ့ပတ်ပြည်နယ်မှုဦးဇော်ထေအောင်က၎င်း ချိုင်းစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးမင်းထွန်းကအလူရှင်များအားကွန်ပျူတာမှတ်တမ်းလွှာများပေးအပ်ရာဟိုတယ်လုပ်ငန်းရှင်အသင်းနှင့်73စီလုပ်ငန်းရှင်အသင်းမှတာဝန်ရှိသူများက၎င်းမြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းရှမ်းပြည်နယ်မြောက်ပိုင်းဥက္ကဋ္ဌဒေါခင်တန်းနှင့်မမလာရှုက စာအုပ်စာဆောင်များပေးအပ်လိုတဲ့ရာအမှတ်6အခြေခံပညာထပ်တန်းကြောင်းစာအုပ်ဆရာမကြီးဒေါ်ဆန်းဆန်းကျူက၎င်းအတီတီလက်ခံရယူခဲ့ကြပြီးအမှတ်6အခြေခံပညာထပ်တန်းကြောင်းမှာကျောင်းသားကျောင်းသူများကပညာပန်တိုင်းစာကြည့်တိုက်သည့်သချင်းဖြင့်ဒေတရုပ်ဖော်ဖြောပြေတင်ဆက်ခဲ့ကြပါသည် ထို့အပြင်တက်ရောက်လာကြသည့်တာဝန်ရှိသူများကညာနာဆွေရေးပြိုင်ပွဲများဖြစ်သည့်ကြပန်းစကားပြောပြိုင်ပွဲ၊စာစီစာကုန်းပြိုင်ပွဲ၊ညံစံပဟိတိပြိုင်ပွဲ၊ပုံမြင်ပြောပြိုင်ပွဲ၊ကြပြရွတ်ဆိုပြိုင်ပွဲစသည်ဖြင့်ညာနာဆွေရေးပြိုင်ပွဲ၅ပွဲ၊ကာယဆွေရေးပြိုင်ပွဲများဖြစ်သည့်သကောရွက်၊ခါလေ၊မုံစာ၊အာလူကောက်စသည့် ကာယဆွမ်းရည်ပြိုင်ပွဲလေးပွဲ စာဖက်ရှိမြင့်တရေလူငယ်စကားဝိုင်းလှပသားရပြည်မြန်မာရောင်စုံတက်ပုံပြပွဲအခြေခံပညာကျောင်းသိပ်ပန်းပြခန်းပတ်ဝန်းကျင်ထိန်သိမ်းရေးအသိပညာပေးမူရစ်စေဝါအနေနဲ့ဒါစီကာကွယ်ရေးနဲ့ရင်စီကန်လန်စီကန်အသိပညာပေးပြခန်းများနဲ့စာအုပ်ဇေယောင်ပွဲတော်တို့အားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။